အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီထဲထားတဲ့ပုံမြင်လေးကတော့ဘာသာမတော်တဲ့ချိန်မလေးဆိုရယ်ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအဲနာပါအကိုကြီးဒီမှာကျမမှာထားတဲ့စေဝေးအများဆုံးကျမကိုထည့်ပေးပါတော့ကျမအဖေတော်လေးနေမကောင်းဖြစ်နေရယ်ကျမအများဆုံးအိမ်ပြန်မှဖြစ်မယ်နာစရာကတော့အလှဉ်လုံနေခဲ့တဲ့အတွက်စေဝေးကိုအများရှူပြီးစေးဆိုင်ကနေထွက်သွားခဲ့ပါတယ် ပြန်အန်းဝေကိုယူဖို့တော့မှသူမမေးခဲ့ပါရင်။အော်ဒီမိန်ကလေးကတော့လေအမြန်အမြန်ထွက်သွားတယ်။ပြန်အန်းဝေကိုတော့မယူသွားဘူးဒုက္ခပါပဲ။အကိုကြီးဘာဖြစ်လို့လဲဗျ။ဒီမှာလေအခုနောက်မိန်ကလေးကအဆန်ကြံခဲ့လို့သူ့ကိုသွားပေးလို့ရမလား။ဟုတ်ပြီလေကျွန်တော်အမြန်ဆုံးပဲသွားပေးလိုက်ပါမယ်။သူပတ်စံတွေဘာတွေလို့အံ့နေလို့ရှင်တော့ဒုက္ခပဲ။ဒီလိုနဲ့သူကလည်းစရော့အခန်းတွေရှိတဲ့ဘက်ကိုသွားလိုက်တဲ့အချိန်မှာတော့မိန်ကလေးနဲ့သူ့ရဲ့ဖခင်ပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါပြီ။အဖေ ဘာမှဖြစ်မှာမဟုတ်ဘူးခဏလေးထပ်ပြီးတော့တီးခံထားလိုက်ပါတော့ခဏလေးပဲထပ်ဆောင်ပေးပါဆရာဝန်လာနေတော့ပြီအရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်။အော်တမီးလေးရဲ့အရာအားလုံးအဆင်ပြေသွားမယ်ဆိုတော့ကတော့ဘယ်ဟုတ်ပါမလဲ။အဖေမှစိတ်ပူနေအောင်ဆိုတော့ငါရဲ့တမီးလေးတယောက်ပဲရှိတယ်နေအဆင်ပြေတယ်ဆိုရင်တော့ကြော်ပြီ။အဖေတော့ကကြီးကနေထွက်ခွာသွားဖို့အချိန်ကလည်းကြာနေပြီ။အဖေမရှိတော့တဲ့အခါကျရင်တော့ငါတမီးလေးတယောက်ကိုတည်းဘလို့နေမလဲ။ တော့ပေါ့နေရောက်လုံးဝနဲ့စွာနေငုံနေခဲ့တဲ့အချိန်မှာပဲအန်ကိုအခန်းထဲဝင်လာခဲ့ပါရီ။အော်ဟုတ်ကဲ့ကျွန်တော်ပြောစရာတွေရှိလို့လာခဲ့တာပါတောင်းပန်ပါတယ်ကျွန်တော်အခန်းထဲဝင်လာခဲ့ရတဲ့အတွက်အခုနောက်ကဈေးဝယ်နေတဲ့ဈေးကောင်တာမှာပတ်စံကြံခဲ့လို့လေအဲ့ဒါဟာကျွန်တော်လာပေးရပါ။ဒါနဲ့ခမရဘာဖြစ်လို့ငုံနေရတာလဲအစင်ရောက်ပြေးရလားခမရရဲ့အဖေဘာဖြစ်သွားတာလဲ။ကျွန်မရဲ့အဖေကကန်ဆာရောဂါနောက်ဆုံးအဆင့်ကိုခံစားနေရတာပါ။အော်ဟုတ်လားခမရအရန်ကြီးလဲအပြတ်မသွားနိုင်အောင်နော်အတင်းထား ဒီအချိန်မှာနာဇီယာရဲ့ဖခင်ဖြစ်သူကအသက်ခတ်ပြင်းပြင်းရှင်နေခဲ့ပြီးအန်ကိုရီးယားလက်ထဲမှာသူ့သမီးလေးရဲ့လက်ကိုထည့်ပေးရှင်ပြောလိုက်ပါတယ်။တာလီရဲ့အခုတော့ငါစီမှာအချိန်တိုက်ပြီးတော့မကြံတော့ဘူးနဲ့ကြိုပါရယ်။ငါရဲ့သမီးလေးကိုငါမရှိရတော့ဆောက်ရှောက်ပေးပါ။သူ့ကိုတာဝန်တစ်ခုလိုမျိုးတာဝန်ရှုပေးပါ။မင်းတို့ကြည်ရတာကောင်းမွန်တဲ့အင်ကာကောင်းလေးတယောက်နဲ့တူတယ်ကောင်းမွန်တဲ့လူသားတယောက်နဲ့လည်းတူတယ်ငါတည်သွားတဲ့နောက်ငါရဲ့သမီးလေးကိုဆောက်ရှောက်ပေးပါသူ့ကိုကာကွယ်ပေးပါကွယ် ပြောနေတဲ့ဟော့ကင်ဖြစ်သူကွဲလွန်သွားခဲ့ပါရီဟော့ကင်ဖြစ်သူကွဲလွန်သွားခဲ့တဲ့နောက်တမီလီယာငိုပဲငိုနေခဲ့ရပေါ့အန်ကိုလ်ကလည်းမိန်ကလေးကိုလက်ထပ်ပြီးအင်ကိုခေါ်လာခဲ့ပါရီအန်ကိုလ်ရဲ့မိခင်ဖြစ်သူကသူ့သားလေးလက်ထပ်ခဲ့တဲ့မိန်ကလေးကသူနဲ့ဖော်သားမတူတဲ့မိန်ကလေးတယောက်ဖြစ်နေရဲ့ဆိုတော့ကိုတီးခဲ့ရတဲ့အခါမှာတော့ချွေးမော်လေးကိုမုန်းတီးနေခဲ့ရပေါ့ဟိုဖျားသခင်ဒုက္ခပါပဲနင်ဘာဖြစ်လို့ဒီမွတ်စလင်မိန်ကလေးတယောက်ကိုလက်ထပ်ပြီးအင်ကိုခေါ်လာခဲ့ရတာလဲသူကအသားရင်ငါးရီစားတယ်ဆိုတော့ကိုနေမသိဘူးလား ဒီနောက်မှာတော့ Angol ကလည်းဖြစ်ဖြတ်ခဲ့တဲ့ကိစ္စတွေအားလုံးသူရဲ့မိခင်ဖြစ်သူကိုအမှန်အတိုင်းပဲပြောပြလိုက်ပါရီဆရလာကိုရိုင်းကလည်းဒီမိန်လေးကိုလက်ခံရတော့မှာပါ။သူမရွေးချယ်စရာတခြားနေလန်လည်းမရှိရတဲ့ဆုံးမှာတော့ချွေးမလေးကိုလက်ခံပေးခဲ့ရပါရီ။သူမအရင်တော့ကတခါမှစာရီကိုမွေးခဲ့ဖို့ပါဘူး။သူမဒါကြောင့်စာရီဝတ်နေကိုလည်းမသိတဲ့အခါမှာတော့ YouTube ကြည့်ပြီးစာရီဘလို့ဝေးရလဲဆိုတော့ကိုတဖြည်းဖြည်းလေးလာတင်ရှုခဲ့ပါရီ။ဒီနောက်မှာတော့အရန်ကိုချစ်စရာကောင်းပြီးလိမ္မာရေးချရှိတဲ့ချွေးမလေးပုံစံအတိုင်း ူမစာရီကိုဝယ်စင်ပြီးနှစ်ဖူးဆက်မစိမ့်လေးမဟုတ်တုပ်ပြီးနောက်မှာတော့ချက်စရာကောင်းတဲ့ချွေးမော်လေးပုံစံပြင်ဆင်လိုက်ပါရီသူမလေပင်မှာလက်ထပ်ဆွဲချိုးကိုလည်းဝစ်စင်ထားခဲ့ပါသေးတယ်။သူမပြင်ဆင်ပြီးနောက်မှာတော့ရခမဖြစ်သူစီသွားပြီးကြောဖို့အကြွားထွက်လာခဲ့ပါရီ။နေငါအကြွားနဲ့ဒါရီအားလုံးလုံးနေစရာဘာအကြောင်းမှမရှိဘူး။ငါနဲ့ကိုဒီအိမ်မှာနေခွင့်ပေးထားရဲဆိုတာနဲ့ပဲငါ့ရဲ့နှလုံးသားထဲမှာလည်းနင်းနေရချခုဖန်တီးနိုင်လိမ့်မယ်လို့ထင်မနေနဲ့လေ။ဒီလိုတော့လည်းမပြောပါနဲ့အမေရဲ့ ခဏနေတော့အန်ကိုလျောက်လာပြီးပြောလိုက်ပါရယ်အမေသူဒီအင်ကိုလျှောက်လာပြီးပထမဦးဆုံးမိဖို့ခန်းထဲဝင်ရမယ်နေမလားပထမဦးဆုံးနေ့မှာသူဘာလုပ်ရမှာလဲမေးသူ့တော်လေးကိုတွေ့ခဲ့ရတဲ့အခါမှာတော့အမေဖြစ်တော့ကလည်းသူ့ရဲ့ဒေါသတွေကိုမျိုးချပြီးရောပြောလိုက်ပါရယ်ချွေးမလေးရဲ့နင်ဘာတွေလုပ်ရမလဲဆိုတာကိုပြောပြမယ်နော်တတ်တတ်လို့အစားအသောက်တွေကိုလုပ်ဖို့မဟုတ်အချို့အနေနဲ့လည်းကြခုခုလုပ်လိုက်လေအဆင်ပြေတယ်လို့လုပ်ပါဘာမှအများကြီးလုပ်စရာမလိုဘူး ဒါပေမဲ့ဒါရီအကုန်လုံးကိုနေတနားရီအကျဉ်းလုံးရမယ်အချိန်တွေအကြာကြီးဆွဲပြီးတော့လုံးလို့တော့မရဘူးဒါငါရီရဲ့ရိုးရထုံးတက်အစင်လာပဲဟုတ်ကဲ့ပါအမေရပါတယ်ကျမတနားရီအတွင်းဒါရီအကုန်လုံးကိုပြီးအောင်လုံးလိုက်မယ်နော်ဟွသူ့အကုန်းကကြောင်ကောင်းကောင်းသိစေရမယ်တနားရီအတွင်းဒါရီအားလုံးကိုသူဘယ်လိုလုပ်မလဲဒါပေမဲ့နာစီယာကတော့မိဖို့ကန်နဲ့သွားပြီးနောက်မှာတော့ထမင်းဟင်မျိုးစုံကိုချက်ပြုတ်ပြင်ဆင်ပြီးမောအချုပ်ပွဲကိုတော့ပြီးအောင်ပြင်ဆင်နေခဲ့ပါတယ်တနားရီပြေဖို့အတွက်9မိနစ်တောင်လိုပါသေးတယ်ကျမထမင်းဟင်3လေးမျိုးချက်ပြုတ်ပြင်ဆင်လုပ်ပြီးသွားခဲ့ပါပြီ ယခုမကိုရိုင်းကလည်းကြော်လေးအားတင်နေခဲ့တာပေါ့သူကလည်းချွေးမလေးချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေအကုန်လုံးကိုမြည်စမ်းပြီးစားကြည့်ခဲ့ပါရီစားကြည့်ပြီးသွားတဲ့အခါမှာသူမကြော်လေးအားတင်နေကြရပါရီကောင်းလိုက်ကြသူချက်ထားတဲ့ထမင်းဟင်းတွေကတကယ်စားကောင်းပြီးတော့အရသာရှိလိုက်ကြဒါပေမဲ့ငါတို့ကိုချီးကျူးလို့မဖြစ်သေးဘူးချီးကျူးလိုက်မယ်ဆိုလို့ရှင်တော့သူရောက်တက်နေလိုက်မယ်ငါနဲ့မဟုတ်ချိုလောက်ခိုင်းထားတာမဟုတ်ချိုကဘာဖြစ်လို့မချိုရတာလဲဟင်းတွေကလည်းတချို့ဟင်းတွေကပေါ့နေတချို့ဟင်းတွေကလည်းငန့်နေအရသာမှန်မှန်အခုချိန်ထိမချက်တက်သေးဘူးလား မဟုတ်တော့အမေရကျွန်တော်စားကြည့်တော့အရာအလုံးအဆင်ပြေပြီးတော့စားလို့ကောင်းပါတယ်အမေချီးကျူးလိုက်မယ်လို့တော့ကျွန်တော်ထင်နေခဲ့တာပစပိတ်ထားစမ်းနင်ကဘာသီးလို့ဝင်ပြောနေရတာလဲမိမအင်ပေါ်ရောက်တာကြာတော့မကြသေးဘူးအခုတည်းကမိမပြောတဲ့စကားနဲ့နားထောင်နေရပေါ့ဟုတ်လားဒီလိုနဲ့ရခမဖြစ်တော့ကချွေးမလေးလောက်တဲ့အလောက်တိုင်းကိုတခုမဟုတ်တခုအဖြစ်ရှာကြံထုတ်နေခဲ့ပါတော့တယ်ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာချွေးမလေးအတော်လေးကိုစိတ်ညစ်နေခဲ့ပေမဲ့သူရခမပြောတဲ့စကားတွေကိုနားထောင်ရုံမှာအပါသူ့မှာဘာနီလန်တခုမှလည်းမရှိခဲ့ပါဘူး သူမမိဘအိမ်ကိုလည်းပြန်လို့မရတော့ဘူးလေမိဘအိမ်မှာဘယ်သူမှမရှိတာပဲကိုဒီလိုနဲ့ပဲရန်နေငယ်ကုန်းဆုံးသွားခဲ့ပါရီတရမတော့ဆရာလောက်ကလည်းဖျားခန်းထဲမှာဖျားရှိခိုးပူစော်နေပါရီဒီချင်းချွေးမလေးရောက်ရှိလာခဲ့တဲ့အခါမှာရခမဖြစ်တော်ကဒေါသတကြီးနဲ့ပြောလိုက်ပါရီနင်ဖျားခန်းနဲ့ဘဝင်လောက်ကြလဲငါဖျားရှိခိုးနေရဲဆိုတာကိုမမြင်ဘူးလားနင်ဖျားခန်းနဲ့ဝင်လို့မရဘူးလေနင်ကြောင့်နဲ့ငါ့ရဲ့ဖျားခန်းတခုလုံးအခုညစ်ပတ်သွားပြီဘယ်လိုလုပ်မလဲအမေရလေကျမဖျားရှိခိုးဖို့အတွက်လာခဲ့ရပါရှင် ဘောဘုရားရှိခိုးမှာလဲငါတို့ကဟိန္ဒူလေနင်ကမွတ်စလင်မွတ်စလင်တယောက်ကဘုရားဘယ်လိုရှိခိုးရလဲဆိုတာကိုဘယ်လိုသိမှာလဲနင်ငငယ်လေးကလေးကဘုရားဝတ်ပြုဆုတောင်းခဲ့မှာပေါ့အဲ့တော့ကိုပဲနင်သွားပြီးတော့လှုပ်ဆမ်းပါငါတို့လိုမျိုးဘုရားရှိခိုးတာကဘာလဲဆိုတာကိုနင်သိလည်းမသိပဲနဲ့မဟုတ်တာအမေရဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးအမေတို့ဘယ်လိုမျိုးဘုရားရှိခိုးလဲဆိုတာကိုကျမသိပါတယ်ကျမမှာတငယ်ချင်းတွေရှိတယ်သူတို့တွေကဟိန္ဒူလူမျိုးတွေဆိုတော့ကျမကသူတို့ဘုရားရှိခိုးတာကိုတွေ့ဖို့တယ်လေ ဒီအချိန်မှာတားဖြစ်သူရောက်ရှိလာတာနဲ့အမေကလည်းချက်ချင်းပဲသူရဲ့ပုံစံကိုပြောင်းလိုက်ပြီးဖျားပွဲပန်းကိုပေးလိုက်ပါရီ။ကဲကောင်းပြီလေ။နင်းတိတ်ပြီးတော့ဖျားရှက်ခိုးခြင်းနဲ့ဖျားရှက်ခိုးတတ်တယ်ဆိုလို့ရှင်တော့နင်းအခုချက်ချင်းငါ့ကိုဖျားရှက်ခိုးပြငါကြည့်နေမယ်။ဒီအချိန်မှာနောင်စရာကလည်းဖျားရှက်ခိုးပြလိုက်ပါရီ။ချွေမလေးကအခုလိုမျိုးဖျားရှက်ခိုးပြနေတာကိုတွေ့ခဲ့ရတဲ့အခါမှာရခမဖြစ်သူကအတော်လေးကိုအံ့အားသင်နေခဲ့ပါရီ။ သူမကတော့တကယ်တတော်လေးကိုချစ်စရာကောင်းတဲ့ချွေးမလေးပါပဲဒီမီတောင်းဆိုကိုရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးဒီမီတောင်းဆရဲ့ပုံစံအတိုင်းပဲနေဖို့အတွက်သူမဆုံးဖြတ်ချက်ချထားခဲ့ပါတယ်အခုသူမကလည်းအိမ်မှာဖျားရှိခိုးတော့ဥပုပ်ဆောက်တာအလုံးကိုရိုးရထုံတန်းစလားအတိုင်းပဲလိုက်ပါလှုပ်ဆောင်နေခဲ့ပါတယ်သူမထမင်းဟင်းကိုလည်းအသားငှောက်ရီမစားတော့ဘဲနဲ့တတ်တတ်လို့ထမင်းဟင်းကိုတော့သူ့ယောက်ျားနဲ့ယောက်မစားတော့တဲ့အတိုင်းလိုက်စားပါတယ်ယခုမဖြစ်တော့ကတော့အသားငါးစားတာကိုတစားကလေးမှသဘောမကျပါဘူးတို့ကတတ်တတ်လှုပ်ပဲစားတဲ့အတွက် တားငါစားတဲ့သူကိုစွန့်တော့ရှုံမောင်းပါရယ်ချွေးမလီကလည်းရခမမကြိုက်တဲ့အလုပ်တစ်ခုမှမလုပ်ဘဲနဲ့အတားငါစားတာကိုလုံးဝလက်လွတ်ပြီးတတ်တတ်လို့ထမင်းဟင်းကိုသားလိုက်ပါစားတောက်ပေးခဲ့ပါရယ်တလောက်ထိလုပ်ပေးနေခဲ့ပေမဲ့ရခမကတော့နည်းနည်းလေးမှပြောင်းလဲသွားခဲ့ခြင်းမရှိပါဘူးသူကတော့သူ့ချွေးမလီကိုတားဖြစ်သူရဲ့ဘဝတွေကနေဖယ်ထုတ်ချင်နေခဲ့ကြုံပါပဲဒီမင်းကလေးကိုငါတစ်ခုခုလုံးမကိုဖျက်ကြောက်မယ်သူ့ကိုဒီမှာထပ်ပြီးတော့ထားနေမယ်ဆိုလို့ရှင်တော့ငါရဲ့မျိုးရိုးစင်ဆက်တွေအားလုံးပြတ်စီးသွားလိမ့်မယ် ဘာသာမတူတဲ့လူနေအောင်ဘလို့လို့တသက်လုံးအကြွကြုံနေထိုင်သွားလို့ရမှာလေ။သွေးနှောတွေဖြစ်ကုန်မှာပေါ့။သူ့ကိုငါ့ရဲ့လမ်းကနေအမြန်ဆုံးဖယ်ရှားရမယ်။သူ့ဖေကတိတ်သွားပြီမဲ့ဒီတောင်ဝက်တရားကြီးတခုတော့ငါသားလေးရဲ့ခေါင်းပေါ်ကိုလွှဲပြောင်းပေးအပ်သွားခဲ့။နောက်နေ့မှရခမဖြစ်တို့ကချွေးမလေးကိုခေါ်ပြောခဲ့ရပေါ့။ချွေးမလေးရဲ့ငါဈေးသွားပြီးအရေးကြီးရဲ့ပြည့်စီပြဝဲစရာရှိတယ်။နေအားတယ်ဆိုလို့ရှင်တော့ငါနဲ့အကြွကြုံတခါလေးလိုက်ခဲ့လိုက်။ချွေးမလေးကလည်းပြောရွှင်နေခဲ့ပါတယ်ရခမဖြစ်တို့က ။သူမကိုပထမဦးဆုံးအကျဉ်ဈေးကိုအတူတူလိုက်ခဲ့ဖို့အတွက်ခေါ်နေခဲ့ရပါ။ဟုတ်ကဲ့ပါအမေကောင်းပါပြီ။ဒါဆိုရင်တော့ကျမကို2မိနစ်လောက်ပဲစောင့်ပေးနော်။ကျမအခုချက်ချင်းပြင်ဆင်ပြီးရောလာခဲ့လိုက်မယ်။ချွေမလေးကလည်းရခမနဲ့အတူတူဈေးကိုလိုက်သွားခဲ့လိုက်ပါရီ။ချွေမလေးရေဒီဘက်ကနေသွားမယ်ဆိုရင်တော့လူတွေကလည်းရှမ်းများတယ်ဆိုတော့စိတ်ရှုပ်စရာကောင်းတယ်။တဖက်လန်ကနေသွားကြမယ်အဲ့ဒီလန်ကလူလဲရှင်းနေဆိုတော့ငါတို့တော့အရာအဆင်ပြေလိမ့်မယ်ဒါနဲ့ချွေးမလေးရေဟိုတစ်ပြင်ပေါ်မှာဘာကြီးလဲမသိဘူးတစ်ချက်လောက်ကြီးလိုက်ပါဘမလေးအမေရေဘမလေး ဆရလာကသူ့ချွေမလေးရဲ့ခေါင်းကိုထုံနဲ့ရိုက်ချလိုက်ခဲ့တဲ့အခါမှာချွေမလေးခေါင်းကွဲပြီးသွေးတွေအများကြီးထွက်လာခဲ့ပါတော့တယ်။ခဏလေးတော့အန်ကိုရီယောက်ရှိလာခဲ့ပြီးတော့နာစီယောက်ကိုအမြန်ဆုံးစေယုံကိုခေါ်သွားခဲ့ပါတယ်။စေယုံကိုရောက်ရှိသွားခဲ့တဲ့အခါမှာစီယောင်ဝင်ကအမြန်ဆုံးသူမရဲ့အသက်ကိုကဲတင်ပေးခဲ့ပါတယ်။အမေတူတော်တခုခုဖြစ်သွားရင်တော့ကျွန်တော်အမေကိုဘယ်တော့မှခွဲလှောက်မှာမဟုတ်ဘူး။ကျွန်တော်ပတ်စံအိမ်ကြံခဲ့ရတယ်အိမ်ပြန်ပြီးတော့လာရှုလို့ဒါရီအားလုံးကိုတီးခဲ့ရတာပေါ့။အမေတို့သဘောမကျဘူးဆိုတော့ကိုသားတည်တယ်။ အမေတို့အများကြီးနှိပ်စက်ခဲ့တယ်သူထားရီအားလုံးကိုလည်းတီးခံခဲ့ရေနော်အမေအတွက်နဲ့သူ့ကိုသူဘလောက်ကြာမှပြောင်းလဲပြစ်ခဲ့လဲဆိုတော့ကိုရောအမေသိရလားအမေရဲ့နှလုံးသားကဘာဖြစ်လို့ဒီလောက်ကြာမှမကြောလုံးနေရတာလဲဒါကိုတော့ကျွန်တော်လုံးဝမသိခဲ့ဘူးအခုကျွန်တော်ရဲ့ဘဝမှာဖြစ်ဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးကကန့်ကျမအတိုင်းပဲအမေသူကျွန်တော်ရဲ့မိမဖြစ်နေရကိုအမေတီးမခံနိုင်ဘူးဆိုရင်တော့ကျွန်တော်လည်းမတတ်နိုင်တော့ဘူးကျွန်တော်သူ့ကိုခေါ်ပြီးတော့တခြားတနေရာကိုပဲထွက်သွားလိုက်ကြောင်းမယ်မဟုတ်တာဒါလေးအမေကိုခွဲလို့ပါ ဘာသာမကြိုတဲ့ကိစ္စကိုအမေကစိတ်ထဲအများကြီးတွေးမိသွားတယ်။အမေလူတယောက်ရဲ့အသက်ကိုတောက်ဖို့ရောင်းဝယ်မလေးတဲ့အထစ်ကိုဖျက်သွားခဲ့တဲ့တားရဲ့။ချွေမလေးရဲ့အမေတောင်းမှန်ပါတယ်ကွယ်အမေကိုခွင့်လောက်ပါနော်။ချွေမလေးကလည်းခမဖြစ်တော့ကိုခွင့်လောက်ခဲ့ပြီးနောက်အရင်းနေကစပြီးရခမကလည်းချွေမလေးကိုဘယ်တော့မှထပ်ပြီးမနှိမ့်ဆက်တော့ပါဘူး။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့သင်ငယ်လုံးနဲ့အင်္ဂလိပ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဆွရှမလက်ထပ်ပြီးရခမအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာအိမ်မှာလူအနှဲငယ်သားရှိပါတယ်။ အိမ်မမီတော်စုလေ၃ယောက်သားရှိပါတယ်။သူရဲ့သူ့ယောက်ျားရဲ့သူ့ယောက်ျားမရဲ့ပါ။ယောက်ျားမဖြစ်တော့ကွဲလွန်သွားခဲ့ပြီးနှစ်အနည်းငယ်အကြာမှာပဲသူကခလေး၄ယောက်မွေးဖွားခဲ့ပါတယ်။သူတို့မိသားစုတွေကလည်းတဖြည်းဖြည်းနဲ့အများကြီးတိုးပွားလာခဲ့ပါတယ်။ပထမကလူနည်းနည်းလေးကဒီအိမ်လေးထဲမှာနေထိုင်ရတာလွယ်ကူခဲ့တယ်ဆိုပေမဲ့မိသားစုတွေတိုးပွားလာတာနဲ့အများနေထိုင်ရနည်းနည်းကျလာခဲ့ပါတယ်။မိဘတွေနေထိုင်ခဲ့တဲ့အိမ်မနေထိုင်ရတာစိတ်အေးတသာမှုကိုရရှိရဲဆိုပေမဲ့မိသားစုများလာတဲ့အခါမှာတော့စိတ်မတက်မသားဖြစ်ရတာအမှန်ပါပဲ။ သူတို့အိမ်လေးကကျင်းချင်းလေးနဲ့အရန်ကိုတိုက်ရလှပါပါတဲ့နေဖို့အတွက်အခန်းတစ်ခန်းအဲ့ခန်းကလည်းတစ်ခန်းမိဖို့ခန်းတစ်ခန်းရေချိုခန်းအိမ်သားတစ်ခုစီသားရှိပါသေးဆွရှမားရဲ့ကလေးတွေငယ်တဲ့အချိန်တုန်းကတော့မိသားစုတစုတွေနေထိုင်ရတာအဆင်ပြေနေခဲ့ရပေါ့ကလေးတွေကြီးလာတာနဲ့အများဒီအိမ်မှာနေထိုင်ရတာကလည်းခက်ခဲကြတဲ့လာခဲ့ပါသေးအိမ်ကလည်းတဖြည်းဖြည်းနဲ့သေးလာတယ်လို့မျိုးခံစားနေခဲ့ရပါသေးအလုံးစုံဘိုးဘွားမိဘတွေပိုင်ခဲ့တဲ့အိမ်ဖြစ်တဲ့အတွက်ဆွရှမားကဒီအိမ်ကနေလုံးဝမထွက်ခွာခြင်းနေခဲ့ပါဘူး တောင်အကြီးကအခုဆိုလို့ရှင်တော့အရွယ်ကလည်းရောက်ရှိနေခဲ့ပြီးအလောက်ကိုင်းကောင်းကောင်းတခုခုလည်းရောက်ရှိနေခဲ့ပါပြီ။အမေကျွန်တော်ကိုယ်တိုင်ကလည်းအခုဆိုရင်တော့အလောက်ကောင်းကောင်းတခုရနေရပဲလေ။ကျွန်တော်တို့ရုံကပေးရဲ့အိမ်မှာပဲကျွန်တော်တို့ပြောင်းရွှေ့နေထိုင်ကြမယ်ဆိုရင်တော့မကောင်းဘူးလားမေ။မနေချင်ပါဘူးသားရဲ့။ဘာဖြစ်လို့အဲ့ဒီနေရာမှာသွားနေရမှာလဲ။အဲ့ဒါကိုအိမ်လို့ခေါ်လို့ရသေးသလား။အမေတို့ကိုပိုင်မြေလည်းမဟုတ်တလို့မျိုးကိုပိုင်အိမ်လည်းမဟုတ်ဘူးလေ။နေချင်မှုမနေချင်မှုကျမတို့တဘောလုံးဒီမြေပေါ်မှာပဲအိမ်ရခင်းပြီးတော့အိမ်နေနေပဲကုံဆောင်သွားရမယ်နဲ့ကြူပါရဲ့။ ။ဘာတွေကိုဒီလောက်ကြောင်မှစိုက်ပူနေရတာလဲသမီး။နောက်ထပ်လောက်အနေငယ်ဆိုရင်တော့ငါ့ရဲ့သမီးလေးကိုငါကိုယ်တိုင်ကောင်းလေးကောင်းကောင်းလေးတယောက်ရှာပြီးတော့လက်ထပ်ပေးမယ်။အဲ့ဒီခါကျရင်တော့နင်းလည်းရခမအိမ်မှာအေးအေးဆေးဆေးကတင်းပေါ်မှာတော့အိတ်တော့ပေါ့။ဘာတွေကိုဒီလောက်ကြောင်မှစောရင်ပူပန်းနေလည်းမသိပါဘူး။ခလေးတွေအကုန်လုံးဘလောက်ပဲပြောနေခဲ့ကြပါစေ။ဆွရှမာကတော့လက်မခံပဲဒီအိမ်ကိုပဲကတ်တွယ်ပြီးနေနေခဲ့ပါရီ။ဆိုင်တွေကလည်းတဖြည်းဖြည်းနဲ့ကောင်းဆောင်လာခဲ့ပြီးတရားမှာတော့ အမေကျွန်တော်နဲ့အတူတူရောင်းမအလုံးလုံးနေတဲ့ဆိုဟာနီဆိုတဲ့မိန်းကလေးကိုကျွန်တော်အတော်လေးကိုသဘောကျတယ်ကျွန်တော်တို့တယောက်ကိုတယောက်ချစ်ကြတဲ့အတော်လက်ထက်ချင်ပါတယ်တကယ်လို့အမေသဘောတူတယ်ဆိုရင်တော့ကျွန်တော်သူ့ရဲ့မိသားစုဝင်တွေနဲ့စကားပြောကြည့်ချင်တယ်မီနင်ရောက်မိန်းကလေးကိုသဘောကျတယ်ဆိုတော့ငါဘော်ရီများထပ်ပြီးတော့ပြောလို့ရမှာလေနင်ကိုယ်တိုင်ဒီမိန်းကလေးကိုသဘောကျတယ်ဆိုလို့ရှင်တော့ခေါ်လိုက်တော့လေငါတို့မိသားစုဝင်တွေအချင်းချင်းတွေ့ပြီးတော့စကားပြောကြမယ်ပြီးရင်တော့ရက်ကောင်ရှမ်းမြန်းတတ်မှတ်ပြီးလက်ထပ်ပေးကြမယ်နင်တို့ ီစကားကိုကြားခဲ့ရတဲ့ခမသာအကြီးဆုံးကလည်းအရှင်ဟန်ကိုဝမ်းတော့ပြောရွှင်သွားခဲ့ပါတော့တယ်။သူစိတ်ထဲကနေပြီးတော့လဲစဉ်းစားနေခဲ့ပါတယ်။ခဏနေအောင်ငါသူ့ရဲ့မိဘတွေကိုအင်ကိုခေါ်လို့ပဲဖြစ်ပါမလဲ။ငါ့ရဲ့အင်လေးကတက်တက်လေးမိချစ်ဘူးခွန်လောက်ပဲရှိရဲ့။ဒီအင်ကိုတွေ့သွားလို့ရှင်တော့တို့သမီးကိုဒီအင်မှမပေးနိုင်ဘူးဆိုပြီးတော့ညင်းပယ်လိုက်ကြမှာကျိန်းနေတယ်။ခဏနေအောင်ခဏနေအောင်ငါအင်ကိုခေါ်လို့လုံးဝမဖြစ်ဘူး။သူမိဘတွေကငါအင်ကိုမခေါ်ဘဲနဲ့စားတောက်ဆိုင်တဆိုင်မှာပဲတီးတန့်တွေးဖို့အတွက်ချိန်လိုက်မယ်ဆိုလို့ရှင်တော့ပိုကောင်းတယ် ဒီနောက်မှာတော့မိသားစုနဲ့ဆိုကလည်းစားတော့ဆန်တိုင်းမှာပဲတွေ့ဖို့အတွက်ချိန်ပြီးတော့တွေ့ဆောင်ခဲ့ကြပါဗျ။မိသားစုရဲ့အကောင်အလုံးကလည်းနှစ်ဦးနှစ်ဖက်စကားပြောပြီးနောက်မှာတော့မင်္ဂလာဆောင်ကိုသဘောကျလက်ခံပေးခဲ့ကြပါသည်။နောက်ထပ်ရနေငယ်ကြသွားခဲ့တဲ့အခါမှာသူတို့နှစ်ယောက်လုံးကိုဆေးဆက်ပေးခဲ့ကြပြီးပွဲကိုလည်းကြီးကျယ်ခနာစွာလုပ်ခဲ့ကြတော့ပေါ့။သူတို့တော့ကိုရိုင်းကပဲခမကိုရွေးချယ်ပြီးရောငှားခဲ့ပါသည်။ကဲဒုက္ခပဲဆေးဆက်ပွဲကတော့ပြီးသွားပြီလက်ထပ်ပြီးသွားတဲ့အခါကျရင်ဘယ်လိုလုပ်မလဲ။တရမဟုတ်တရတော်ငှားရဲ့အိမ်အခြေအနေကိုသူတို့တည်သွားမှာပဲ ကိစ္စမရှိပါဘူးဘာမှလည်းအရန်ကြီးစွန့်ရမနေပါနဲ့ကျမတို့မှအစီအစဉ်ရှိပါတယ်တခုတ်ခုတ်စီစဉ်လို့မရမချင်းအကုန်နဲ့ရောင်းမကတော့အခန်းထဲမှာပဲသွားပြီးတော့နေကြပေါ့ကျမတို့မောင်မတွေနဲ့အမေကတော့အဲခန်းထဲမှာပဲအတူတူအိတ်လိုက်ကြမယ်လေနော်စေစပ်ပြီးတလားကြာမြင်သွားခဲ့တဲ့ခါမှာတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါရည်လက်ထပ်ပြီးနောက်ဆိုဟာနီကလည်းရခမအင်ကိုပထမအဦးဆုံးရောက်ရှိလာခဲ့ပါရည်သူယောက်ျားရဲ့အင်္ဂလိပ်ကိုတွေ့ခဲ့ရတဲ့အခါမှာသူမကလည်းအာအာတင်းနေခဲ့ရပေါ့ဒီနောက်မှာတော့ပြောလိုက်ပါရီဒါဘလို့ဖြစ်တာလဲမယံကြီးအထူးစားလိုက်တာ အင်္ဂလိပ်ကဘာဖြစ်လို့ဒီလောက်တောင်မှကျင်းပြီးတော့တင်းငယ်နေရတာလဲမိသားစုဝင်တွေကလည်းအများကြီးပဲတိုင်အလုံးမှာအခန်းလေးကတခန်းလေးပဲရှိတယ်။ရှင်ဒီအိမ်မှာဘလို့နေနေရလဲမိသားစုဝင်တွေကအများကြီးပဲကျမရဲ့အင်ကိုတိုင်ရောက်ကများလာလဲခြင်းနဲ့ဆိုရင်တော့ကျမအခုဘလို့ခေါ်ရမှာလဲအဲ့တဲ့တယောက်နှစ်ယောက်တောင်မှရှင်ရဲ့အိမ်မှာတဲခိုလို့မရဘူးဒီကိစ္စတွေအလုံးကိုရှင်ပထမတွေကကျမကိုပြောပြလို့မရဘူးလားဘာဖြစ်လို့ကျမကိုရှင်အိမ်ရဲ့အခြေအနေအကြောင်းပထမတွေကမပြောပြခဲ့ရတာလဲကျမရဲ့ခမအိမ်မှာအခန်းလေးတစ်ခန်းပဲရှိရဲဆိုတဲ့အကြောင်းတွေကိုရှင်ကျမကိုပြောပြတဲ့နေ ဒီအိမ်အကြောင်းကိုတော့အလောက်ထိကြီးတော့ပြောမနေပါနဲ့ဆိုတာနေရဲ့ငါရဲ့အိမ်လေးကအရန်ကိုတေးတော့နေကျင်းတော့နေဆိုပေမဲ့ငါရဲ့မိသားစုဝင်တွေအကုန်လုံးကတော့စိတ်တော်ထအရန်ကိုပြေဝကောင်းမွန်ကြပါတယ်ဒါကိုတော့မင်းကိုယ်တိုင်လည်းတိတ်မကြခင်မှာသိရလိမ့်မယ်ဒီမှာကျွန်မရှင့်ကိုနှိတ်ချဆက်ဆံနေရမှာမဟုတ်ဘူးနော်ကျွန်မရှင့်ကိုတမင်တတ်တ်ပြောနေရလည်းမဟုတ်ဘူးရှင့်မိဘတွေကအိမ်ကိုဒီထက်အကျဲကြီးမစောင့်နိုင်ဘူးဆိုလို့ရှင့်လည်းကိစ္စမရှိဘူးရတယ်ဒါပေမဲ့ရှင်ကတော့တခုခုစဉ်းစားရမယ်လေရှင်မကနေတခုခုလုံမဖြစ်မှာပေါ့ မိသားစုဆိုတာကတဖြည်းဖြည်းနဲ့တိုးပွားလာတာပဲရှိတော့ရှင်းရဝင်ငွေလဲကောင်းတယ်ပတ်ဆက်ရှာတာလဲအဆင်ပြေနေရပဲရှေ့ဆက်ပြီးတော့တခုခုစဉ်းစားရမှာပေါ့စဉ်းစားလို့ဘာမှထူးမှမဟုတ်ဘူးဆိုတာနေရငါတို့အများကြီးစူးစမ်းပြီးသွားပြီအမေကိုပြောဖို့ဆိုတာကအတော်လေးကိုခက်ခဲတဲ့ကိစ္စတခုပဲငါတို့ကိုယ်တိုင်လည်းအမေကိုအများကြီးပြောပြီးသွားပြီအမေကဒီအိမ်ကိုထားခဲ့ပြီးတော့ဘယ်ကောင်မှမတော်ချင်ဘူးလေဒီအိမ်ကအမေအတော်အရန်ကိုအရေးပါလို့နေရခါကြတော့ငါတို့လည်းအရန်မပြောချင်ဘူးနေပုံဒါပေမဲ့ဘာဖြစ်လို့လဲအမေကဘာဖြစ်လို့အဲ့လောက်ကြီးအထိလုံနေရတာလဲ မသိဘူးလေဒီအကြောင်းကိုတော့ငါလည်းတေချာမသိဘူးဒါပေမဲ့ငါပြောချင်တာကတော့ရှင်းရှင်းလေးပဲမင်းနည်းနည်းလေးညှိနှိုင်းပြီးတော့နေတောင်းနေလိုက်ပါနည်းနည်းတီးခံလိုက်ပါကွာနော်ကဲတော်ပါတော့ရှင်အခုမှတော့ကျမညှိနှိုင်းပြီးတော့နေရတော့မှာပေါ့ရှင်ကကျမကိုဘာတွေများရွေးချယ်စရာပေးထားလို့လဲကျမအခုဆိုလို့ရှင်တော့ညှိနှိုင်းပြီးပဲနေရတော့မယ်ကဲထားပါတော့ရှင်ကျမစူးစမ်းပြီးတော့ရအောင်နေကြည့်မယ်ဟုတ်ပြီလားမင်္ဂလာဆောင်ပြီးသွားခဲ့ပြီမယ်ဧည့်သည်တွေကတော့အခုချိန်ထိသွေမရှိနေတော့ပါပဲအတော်တယောက်ဆိုရင်အခုချိန်ထိတော့မပြန်သေးပါဘူး ဆိုဟာနီကအင်တာသွားဖို့အတွက်ရက်ဆောင်နေခဲ့ရပြီးသူမလူတွေအကုန်လုံးကိုတန်းစီဆောင်ဆိုင်နေခဲ့ရပါတယ်။သူမဒေါသတွေအရှမ်းကိုထွက်သွားခဲ့တဲ့အတွက်သူ့ယောက်ျားကိုသွားနှုံးနေရင်ပြောလိုက်ပါတယ်။ဒါပါလေဒုက္ခပဲကျမအင်တာသွားဖို့အတွက်စောင့်နေရတော်လေးကိုကြာနေပြီ။မနေ့20လောက်ရှိနေပြီကျမတန်းစီပြီးတော့စောင့်နေရတယ်။ဒုက္ခပဲသွားခြင်းနဲ့ဆိုလို့ရှိရင်သွားလေ။ဘာဖြစ်လို့ငါ့ကိုလာနှိုးပြီးဒုက္ခပေးနေရတာလဲမရမင်းသွားပါလား။ကျမသိပါရယ်အပြင်မှာအင်တာရှိတယ်ဆိုတာကိုတော့ကျမလည်းသိရပါဗော။ဒါပေမဲ့အဲ့ဒီမှာအကောင်လုံးကတန်းစီပြီးတော့စောင့်ဆိုင်နေကြတာကိုပြောနေတာ လွန်ခဲ့တဲ့25မိနစ်လောက်ခဲကရှင်းဖေဟာအင်တာရဲကနေကိုထွက်မလာတော့ဘူး။ကျမသွားမယ်ဆိုပြီးတော့ပြန်လိုက်တဲ့အချိန်မှာရှင်းအတော်ကလည်းရက်နေပြန်နေ။ကျမအလှရောက်ပြီလားဆိုပြီးသွားမလို့ပဲရှိသေးတယ်။ရှင်းမေရောက်လာတယ်၊ရှင်းရဲ့ညီတွေရောက်လာတယ်၊ရှင်းရဲ့ညီမတွေရောက်လာတယ်။မင်းရလေကွာဘာလို့အလောက်ထိအကျဉ်းပြောနေရတာလဲ။အကောင်လုံးကြားသွားကြရင်ဘယ်လိုလုပ်မလဲဒုက္ခပဲ။နောက်နေ့ကစပြီးရောမင်းမနဲ့အစောကြီးထပြီးရောသွားလေကွာနော်။ကျမလေးရှင်းဒီစကားကိုဘယ်လိုပြောရမလဲဆိုတာလုံးဝနားမလဲတော့ဒေါသအတော်လေးထွက်လာပြီးတိလား။ ဒီလိုနဲ့ပဲအချိန်နဲ့ကအုံဆုံးသွားခဲ့ပါရယ်။စောဟနီအခန်းထဲမှာထိုင်နေခဲ့တဲ့အချိန်မှာပဲရခမဖြစ်သူအခန်းထဲကိုရောက်လာခဲ့ပြီးသူ့ရဲ့အခန်းမှာလိုက်ကာကားနေခဲ့ပါရယ်။အမေဒါပါလို့နေရလဲအမေရယ်။ဘာဖြစ်လို့ဒီအခန်းကိုတဝက်ဝက်ပြီးတော့လိုက်ကာကားနေရတာလဲ။အော်ချွေးမလေးရယ်နင်းရဲ့အတော်ကပြောရတယ်လေ။နောက်ထပ်ရက်အနေငယ်လောက်ဒီမှာခဏလောက်သူနေချင်းသေးတယ်တဲ့။သူကအတက်ကလည်းကြီးတယ်မလား။အဲ့ဒါကြောင့်အပြင်မှာအိပ်ရတာနည်းနည်းအဆင်မပြေဘူးပို့ပြီးတော့ပူတယ်လေ။ ဒီအခန်းထဲမှာပဲအေကွန်တက်ထားတာဆိုတော့သူ့ကိုဒီအခန်းထဲမှာအိတ်ခိုင်းရင်ကောင်းမလားဆိုပြီးတော့စဉ်းစားထားတာသူ့အတွက်အဲ့ရဒီအခန်းထဲမှာပဲပြင်ပေးလိုက်တော့မလို့လေဘာမှလည်းအရင်ကြီးစိုးရင်ပူပန်မနေပါနဲ့အခန်းထဲမှာလိုက်ကကပေးထားတာဆိုတော့နင်တို့လည်းဒုက္ခမရောက်တော့ဘူးပေါ့အခုကျမဒီအခန်းကိုလည်းတခြားတယောက်ကိုပေးတော့ရမှာပေါ့နော်အေးဟုတ်တယ်ချွေးမလေးရဲ့နင်လက်ထပ်ပေးပြီးဆိုတော့ညှိနိုင်ပြီးနေဖို့အတွက်တင်ယူလိုက်တော့လေမိဘအိမ်မှာနေခဲ့တဲ့ပုံစံအတိုင်းတော့ရခမအိမ်မှာဘယ်နေလို့ရမလဲ တားလာထလိုက်တယ်ဆိုတာနဲ့ပဲအဲ့တယ်ရီအကုန်လုံးကိုအပြစ်မမောင်းထုတ်ထားလို့မရဘူးလေဒီလိုနဲ့ပဲအတော်ဖြစ်တော့ကအခန်းထဲမှာလာအိတ်ခဲ့ပါလေအခုချိန်ထိတော့အဆင်ပြေပါသေးတယ်အခန်းထဲမှာပဲအဲကွန်တက်ထားတဲ့အတော်ညီတွေနဲ့ညီမတွေကလည်းအခန်းထဲမှာဝင်အိတ်ချနေခဲ့ပြီးအခန်းထဲကိုဝင်လာခဲ့ကြပါလေဒါရီအားလုံးကတော့စွာလီကိုရိုင်းလည်းဒီမခံနိုင်တော့ပါဘူးယောက်မကိုရိုင်းကနားမလဲခဲ့ပေမဲ့အတော်ဖြစ်တော့ကတော့ဒါရီအားလုံးကိုမြင်တွေ့နေခဲ့ပြီးနားလဲနေခဲ့ပါလေ ချွေးမလေးကဘာတခေါမှမပြောဆိုခဲ့ပေမယ့်အတော်ဖြစ်သူကသူ့ရဲ့ပုံစံကိုကြည်ဒါနဲ့သဘောပေါက်သွားပါပြီ။ဒါကြောင့်သူကလည်းသူ့ရဲ့ကြိုးလေးကိုပြောလိုက်ပါရယ်။ငါတိတ်မကြခင်မှာပြန်တော့မှဒါပေမဲ့ငါမပြန်ခင်အားလုံးနဲ့အတူတူခရီးအတော်လေးတစ်ခုလောက်ထွက်ချင်တယ်။ငါအတားကလည်းကြီးနေပြီဆိုတော့နောက်ထပ်အခွင့်အရေးရမလားမရဘူးလားဆိုတော့ကလည်းမကျိန်းသေးတော့ဘူးလေ။အားလုံးကလည်းခရီးထွက်ခဲ့ကြပြီးတရက်လုံးရှောက်လဲခဲ့ကြပါရယ်။ပေပေမမနဲ့ဟိုတယ်ကိုရောက်လာခဲ့ပေမဲ့မိသားစုဝင်တွေအကုန်လုံးအတွက်ဟိုတယ်အခန်းတစ်ခန်းတည်းကိုသာငှားထားပေးခဲ့ပါရီ ဒါပါလောက်တာလေလူတွေအများကြီးအတွက်အခန်းတစ်ခန်းနဲ့ငားထားတာလားပတ်ဆောင်လေးနည်းနည်းအတွက်နင်ပေါ်ဖြစ်လို့ဒီလောက်တောင်မှလုံရတာလေဒီလိုလုံးဖို့အတွက်ငါပဲပြောလိုက်တာဘာရီများဒီလောက်တောင်မှနေရဖြစ်နေရတာလေဘာလို့အဆင်ပြေပါလဲအော်မဟုတ်တာကျမတို့အားလုံးဒီအခန်းလေးထဲမှာဘလုံးနေကြမလဲမဖြစ်နိုင်ကြရှင်အေးဟုတ်တယ်ငါလည်းနေဒီအကြောင်းကိုပဲရှင်းပြချင်နေရလေမိသားစုကများလာပြီဆိုလို့ရှင်တော့အခန်းတစ်ခန်းထဲမှာအားလုံးဘလုံးနေကြမလဲနင်ပဲစဉ်းစားကြည့်ပေါ့ရွှေမအစ်စ်လေးကအခုဘလောက်တောင်ဒုက္ခခံနေရလဲဆိုတော့ကိုနင်းသိရဲ့လား သူဘယ်သူ့ကိုမှဘာမှမပြောပေမဲ့အတော်လေးကိုအဆင်မပြေဖြစ်နေရ။နင်ကသူရဲ့ဒုက္ခတွေကိုနားလည်ပေးရမယ်လေ။သူ့အခါနဲ့မှတော့မှသူကောင်းကောင်းအဲ့လိုမပြောတော့ဘူးဆိုရင်တော့ဘယ်ကောင်းပါလိမ့်မလဲ။ပတ်စလိုအချက်ရှိနေလို့မိသားစုတွေအကုန်လုံးအခန်းတစ်ခန်းထဲမှာနေနေရတယ်ဆိုရင်တော့ငါနားလည်ပါသေးရဲ့။နင်တို့မှပတ်စံမရှိရလည်းမဟုတ်ဘူးပတ်စံလည်းရှိနေရပဲ။နင်ကသမင်တတ်တတ်ကိုအဲ့ဒီအိမ်မှာနေနေသေးတာလေ။ကဲဒီမှာဆိုရှမရေနင်နားလည်စမ်းပါ။ဘာမှဘိုးဘွားအစင်ဆက်တွေပါရီးဆိုပြီးတော့လုံမနေနဲ့။อืมဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမပြောတာမှန်တယ်နော်။ ဘလို့မဆိုကျမကလေးတွေပြောတဲ့စကားကိုကျမနားထောင်ခဲ့တင်တာသူတို့ပြောစကားကိုဘာဖြစ်လို့ကျမနားမထောင်ခဲ့လဲမသိရောအခုကျမမိသားစုဝင်တွေအတွက်ကျမအိမ်အကြီးကြီးအများဆုံးစောက်လို့တော့မယ်ကောင်းတယ်ကောင်းတယ်ဒီလိုဖြစ်နေရမှာပေါ့ဒါဆိုရင်တော့တားလေးရဲ့ချွေးမလေးကိုဒီမှာပဲထားခဲ့ပေးလိုက်တော့သူတို့အေးအေးဆေးဆေးအားယူကြပါစေငါတို့ကတော့ငါတို့နေရမယ့်အခန်းထဲကိုသွားကြမယ်လာခဲ့ဘာပြောတော့လဲနောက်ထပ်အခန်းတွေငားထားသေးရဲ့ဆိုပြီးတော့ပြောနေရလားအမလီဘာလဲနေရနေလို့မျိုးငါ့ကိုထည့်နေရလားငါကရွာမှာပဲနေထိုင်ခဲ့တာဆိုပေမဲ့ ကလေးတွေအတွက် privacy ကိုတော့ကောင်းကောင်းသိရယ်ဒီနောက်မှာအားလုံးကလည်းအဆင်ပြေသွားခဲ့ကြပါတော့တယ်သူတို့ခီးကနေပြန်လာခဲ့တဲ့အခါမှာအမေကိုယ်တိုင်ကအားလုံးနေထိုင်ဖို့အတွက်အိမ်အကြီးကြီးတစ်လုံးကိုလည်းစောင့်လုပ်ပေးခဲ့ပါတယ်ဒီအိမ်မှာအားလုံးနေထိုင်ဖို့အတွက်အခန်းတစ်ခန်းစီပါဝင်ပါတယ်အားလုံးကလည်းပျော်ရွှင်စွာနေနေထိုင်နိုင်သွားခဲ့ကြပါပြီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်